ခိုင်ဖော်ပစတီဆိုဒီမှာအိုမင်းတူနာများတွင်အယိုးပွားယောဂါကြောင့်ဖြစ်ပေါ်သောကြောယူကျူးခြင်းကြောင့်ထစ်တော်ကြောနာကိုကုတရန်အ धिक အနေငယ်ကြောယူခွဲစိတ်မှုတစ်ခုဖြစ်သည်ထို့ကျိုးပဲ့မှုများဒီအိမ်တွင်သို့မဟုတ်အလုပ်ခွင်တွင်အနေငယ်ထိခိုက်မှုများကြောင့်ဖြစ်ပေါ်ပြီးအထူးသဖြင့်အသက်60ကျော်သောအမျိုးသမီးများတွင်အထူးသဖြင့်ဖြစ်ပေါ်လေရှိသည် သူတို့ဒီကြောနာဖြစ်အများအဖြစ်လာရောက်ပြတလေးရှိသည်သူတို့ဒီခိုင်ချင်းရချင်းတို့မဟုတ်အိယာရင်လှဲ့ချင်းကိုမပြုတ်နိုင်ပါထို့ကြောင့်ဒါဟာခြေထောက်နာကျင်မှုနဲ့ဆက်ဆက်မှုရှိနိုင်တော်လဲမရှိနိုင်ပါထို့ကြောင့်ဒါကိုဘလို့ယောဂါရှာဖွေတလဲဒါကိုယောဂါရှာဖွေရင်အတွက်ကြောရုပ်အောက်ပိုင်းဤဖရေတို့မဟုတ်မှာချင်းကျိုးပဲမှုကိုပြရှိနိုင်သည်နာကျင်မှုကိုအိဆက်နာနေခြင်းဖြင့်ထိန်းချုပ်နိုင်ပါကကျွန်ုပ်တို့သည်ပုံမှန်အားဖြင့်ထိန်းချုပ်မှုဆိုင်ရာကုသမှုကိုအကြံပြုပါသည်သို့သောယနေ့ခေတ်တွင်လူတိုင်းသည်လွတ်လပ်မှုရှိပြီးနာကျင်မှုကင်းစင်လိုသောကြောင့် ချက်ချင်းလမ်းလျှောက်လိုကြသည်ထို့ကြောင့် Kai capacity သည်ကြောရိုးခွဲခြင်းဖြစ်ပြီးကျွန်ုပ်တို့သည်လမ်းညွန်စနစ်၏အကူအညီဖြင့်တင်းငယ်သောအတချောင်းကိုကြောရိုးခွဲခြင်းဖြစ်သောနေရာသို့ထိုးသွင်းပြီးအရိုးထဲသို့စီမင့်ကိုထည့်သွင်းသည်ဒါကြောင့်တဟာအလွန်တင်းငယ်သောခွဲစိတ်မှုဖြစ်ပြီး30မိနစ်မပြည့်ခင်ပြီးဆုံးပြီးပုံမှန်အားဖြင့်လူနာတီခွဲစိတ်ပြီး30မိနစ်အတွင်းလိုက်လျှောက်ပါသည် ဤခွဲစိတ်မှုကိုဒေတာခံပေးစေဖြင့်ပြုလုပ်သောကြောင့်လူနာသည်ဆေးရုံတွင်တရက်ထက်ပို၍နေထိုင်ရန်မလိုအပ်ဘဲအဲ့ဒီနေ့မှာပင်လမ်းလျှောက်လိုက်သည်ခိုက်ဖပလစတီသည်ယနေ့ခေတ်တွင်အရေးကြီးလာရသည့်အကြောင်းရင်းကပါလဲကြည့်ပါယနေ့ခေတ်တွင်ကျွန်ုပ်တို့၏မိသားစု၏လူမှုဖွဲ့စည်းပုံတည်ပြောင်းလဲသွားပါပြီဒါဟာနျူကလ িয়ার မိသားစုဖြစ်ပြီးအိမ်တွင်သို့မဟုတ်ဆေးရုံတွင် OCO ပတ်သက်ကြောယူချိုးသောလူနာကိုအချိန်ကြာကြာပြုစုရန်ထက်ခဲသည် လူမှုရေးနှင့်ဝေးကြေးပိုင်းအရာအလားအလာနည်းပါသည်ထို့ကြောင့်လူတိုင်းသည်သူတို့၏လူမှုဖွဲ့စည်းပုံသို့ပြန်လည်ရောက်ရှိနိုင်ရန်အမြန်ကူတမှုကိုလိုချင်ကြပြီးဝေးကြေးပိုင်းအရာလည်းအလားအလာရှိသည်ခိုက်ကပလတ်စတီသည်ထိုရွေးချယ်စရာတစ်ခုဖြစ်သည်